မင်္ဂလာပါခင်ဗျာဒေါက်တာအောင်သူဘလော့မှပြန်လည်ကြိုဆိုပါရစေ။မင်္ဂလာပါဒီနေ့ကတော့လူနာရီအမေးအများဆုံးဖြစ်တဲ့ကဒရင်းကန်ဆာအကြောင်းလေးကိုပြောပြပေးပါပါ။ အဲ့တော့ကျွန်တော်တို့ကကင်ဆာမှန်ရင်အကုန်လုံးကတော့ကြောက်ဖို့ကောင်းတာပေါ့နော်အဲ့တော့ဒီထဲမှာလဲကျွန်တော်တို့ကဂရင်းကင်ဆာကတခုအပါဝင်ထဲမှာပါတယ်ကြောက်ဖို့ကောင်းတဲ့ထဲမှာပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဂရင်းကင်ဆာဖြစ်တဲ့နှုန်းပေါ့နော်ယောက်ျားလေးမှဆိုရင်တော့900ခန့်လုံးကျော်လောက်ရှိတယ်မိန်းကလေးမှဆိုရင်တော့200ခန့်လုံးကျော်လောက်ရှိတယ်ဒါက မြန်မာနိုင်ငံမှာလက်ရှိ2020ကတိုင်းတာထားတဲ့ကျွန်တော်ပါစန့်တေးအရာပေါ့နော်အဲ့တော့ကဘာမှာဆိုရင်တော့ဒီ green cancer အဖြစ်အများဆုံးနိုင်ငံကအိန္ဒိယနိုင်ငံပေါ့နော်အိန္ဒိယနိုင်ငံကတော့ကျွန်တော်ကဘာမှာကျွန်တော် green cancer အဖြစ်အများဆုံးနိုင်ငံထဲမှာပါတယ်အဲ့တော့ကျွန်တော်တို့ဒီ green cancer ကကျွန်တော်တို့ကဘာကြောင့် ဖြစ်လာတာလေ။အကြောင်းရင်းလေးပေါ့။အဲ့တော့အဓိကကတော့ကျွန်တော်တို့ကစလိတ်တောက်တယ်၊ကွန်စားတယ်၊အရက်တောက်တယ်။ဒါတွေကတော့ကျွန်တော်တို့ main leaf ထဲမှာပါတာပေါ့။အဓိကအကြောင်းရင်းထဲမှာသူကတော့ main ပဲ။ဒါပေမဲ့တခြားတွေ့ရတဲ့ condition တွေလည်းရှိတယ်။ကျွန်တော်တို့စလိတ်မတောက်ကွန်မစားဘဲနဲ့တခြား condition မှာလည်းတွေ့ရတာမျိုးရှိတယ်။ဒါကတော့ကျွန်တော်တို့က human papilloma virus လို့ခေါ်တယ်။ virus ိုးကြောက်လဲကျွန်တော်တို့ green cancer ဖြစ်နိုင်တယ်နောက်ထပ်တစ်ခုကကျွန်တော်တို့ renal transplant patient ဒီမှာလဲတွေ့ရတယ်ဒါကတော့ဒါကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့အတော်မှာကိုတွေ့ပေါ့နော်ဒါတွေ့ခဲ့ရတာပေါ့နော်ဒါ2000နဲ့ကျွန်တော်တို့6ခုနှစ်လောက်ပဲရှိအောင်မယ်2006တော့10နဲ့ဆိုကျွန်တော်တို့အကြမ်းမြေ2004ခုနှစ်လောက်ပါပေါ့နော်2004ခုနှစ်လောက်က ကျွန်တော်အတော်ကရှာကန်ဆာနဲ့ဒါဆုံးသွားခဲ့တာဗောနော်ကျွန်တော်တို့၈တန်းပဲရှိသေးတယ်အခက်ကဆိုရင်သူဆိုရင်ကျွန်တော်တို့ကစလိတ်လည်းမတောက်ဘူးဒါကွန်လည်းမစားဘူးဗောအဲ့တော့အခက်မှာသူကဒီကြောက်ကကျွန်တော်တို့အစားထိုးကုခဲရတဲ့လူနာဖြစ်ခဲ့တာဗောနော် အကြောက်ကအစားထိုးကုခဲ့ရတဲ့လူနာဖြစ်ခဲ့တယ်။အကြောက်ကအစားထိုးကုတဲ့အပြီးမှာကျွန်တော်ဒီ green cancer ကိုစတွေ့တာပေါ့။စတွေ့တာပေါ့။အဲ့တော့ကျွန်တော်ကအနော်ရှစ်သန်းပဲရှိသေးတာ။အဲ့တော့ကျွန်တော်တို့ကျွန်တော်ចောင်းတက်တဲ့အချိန်ပေါ့။ကျွန်တော်ចောင်းတက်တဲ့အချိန်မှာကျွန်တော်ဒါဟိုတော်တော်ကြီးလေ့လာခဲ့တယ်ပေါ့နော်။အဲလေ့လာတဲ့အချိန်မှာဘယ်လိုတွေ့လဲဆိုတော့ကျွန်တော်ကဒီကြောက်ကအစားထိုးကုရတဲ့လူနာတွေမှာကျွန်တော်တို့က ခန္ဓာကိုယ်ရဲ့ကုခံအားကိုကျွန်တော်တို့ကချထားရတယ်။ဘာကြောင့်ချထားရလဲဆိုတော့အကြောင်းရင်းကကျွန်တော်တို့ကကြောက်ကက်အစာထိုးပြီးအာ renal transplant ခေါ်တာပေါ့ကြောက်ကက်အစာထိုးပြီးဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဘယ်ပစိပဲအစာထိုးထိုးခန္ဓာကိုယ်က defense mechanism လို့ခေါ်တဲ့ခန္ဓာကိုယ်ကကုခံအားစနစ်ကနေပြီးတော့အမြဲတမ်းတိုက်ထုတ်တာအဲ့တော့ကျွန်တော်တို့ကဒီအခုမှကြောက်ကက်အစာထိုးမယ်အသေးအစာထိုးမယ်ဥပမာထားပါတော့ အစားထိုးပြီဆိုရင်ကျွန်တော်တို့ကဒီအပြင်ပစီးတစ်ခုခုဖြစ်တဲ့အတွက်ကျွန်တော်ကဘလောက်ပဲကျွန်တော်တို့သွေးတူတူအဲ့မှာကျွန်တော်တို့စက်တာအဓိကသွေး DNA tissue ဓာတ်တွေကိုစက်ကြတယ်ဘလောက်ပဲကျွန်တော်တို့တူအောင်အဓိကတော့သွေးတော့အနေဆုံးတူအောင်ပါဘောနော်သွေးတူမယ်ကျွန်တော်တို့ tissue တူမယ်ဆိုရင်ကျွန်တော်တို့ကကြောက်ကက်အစားထိုးရပြီအဲ့တော့ဒီကြောက်ကက်အစားထိုးဖို့ကိုကျွန်တော်တို့ကဘလောက်ပဲသွေးတူတူ tissue တူတူကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ defense mechanism ခုခံဟာစနစ်က တိုက်ထုတ်ပြတယ်အဲ့တော့အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုကျွန်တော်တို့ကချထားရတယ်ချထားရတယ်အဲ့တော့ကျွန်တော်အဲ့ဒီဒီအကြောင်းကိုကျွန်တော်လေ့လာတဲ့အချိန်မှာကျွန်တော်အမှသိသွားတာတော့ကျွန်တော်တို့အခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုချတဲ့အချိန်မှာကန်ဆာဖြစ်နိုင်တယ်ဒါဆိုကျွန်တော်အတော်ဆိုရင်ဒီကြောက်ကအစာထိုးကုပြီးတဲ့အချိန်မှာ ဒါကန်ဆာစာတီးရစာတီးရစာတီးရဒီလိုမျိုးဆိုတော့ဒီအကြောင်းကလည်းကျွန်တော်တို့က renal transplant patient တွေမှာလည်းဒါကန်ဆာတွေ့ရတတ်တယ်ဒါကတော့စလိတ်တော့ကွန်ဆာတာနဲ့မဆိုင်ပဲနဲ့ဒါတခြားအကြောင်းအရင်းထဲမှာပါတာပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်တို့ family history ကျွန်တော်တို့ရဲ့ဒီမိဘမျိုးရိုးမှာကျွန်တော်တို့ကကရင်ကန်ဆာရှိရင်လည်း ညူးယူလိုက်တတ်တယ်။ဒါကတော့ကျွန်တော်တို့ကစလိတ်ကွန်းအရက်အပြင်ဒါ brain cancer ဖြစ်နိုင်တဲ့တခြားအကြောင်းရင်းပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအသက်အနေနဲ့ဆို average ဘယ်အရွယ်လောက်မှာကျွန်တော်တို့ကဒီ brain cancer ဖြစ်လိရှိတာလဲပေါ့။ကျွန်တော်တို့ American Cancer Association ကနေပြီးတော့ကျွန်တော်တို့ဒီမှာတွက်ချက်ထားတာတော့အသက်60နှစ်အထက်တော်တော့ average ကိုတော့64နှစ်လို့သူတို့ကတော့သတ်မှတ်တယ် 60အထက်မှာပေါ့နော်တွေ့ရတတ်တယ်တွေ့ရတာများတယ်ပေါ့ဒါကတော့ကျွန်တော်တို့က green cancer ရဲ့ဖြစ်နိုင်တဲ့အကြောင်းအရင်းပေါ့အဲ့တော့ကျွန်တော်တို့က green cancer ဖြစ်ပြီလို့ကျွန်တော်ယူဆတဲ့လက္ခဏာ5ချက်ရှိတယ်ဒီလက္ခဏာ5ချက်တွေ့ရင်တော့ကျွန်တော်တို့က green cancer ဖြစ်တယ်လို့ကျွန်တော်တို့ကအကျဉ်းမြင်ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကနံပါတ်1အချက်ကတော့ ကျွန်တော်တို့ကဒီဖြစ်တဲ့အနာကျွန်တော်တို့ဗဇက်သွင်းမှာ ဖြစ်တဲ့အနာဗဇက်သွင်းမှာဆိုရင်တော့ကျွန်တော်တို့ကဖြစ်တာတွေကပုံမှန်ရှာမှာဖြစ်တာများတယ်ကျွန်တော်တို့ဗဇောင်းတွေတဖုံးတွေတချို့နှက်ခမ်းတွေမှာဖြစ်တယ်အဲဒါမျိုး ဖြစ်တဲ့အနာက နှစ်ပတ်အထက်ပေါ့အနာမကျက်ဘူးနှစ်ပတ်ကျော်တဲ့အထိအနာမကျက်ရင်ဒါအကျဲမြင့်ကန်စာလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒါနံပါတ်၁အချက်နံပါတ်၂ကတော့အဖြူကွက်အနီကွက်တွေ့ရင် ။နံပါတ်3အချက်ကတော့ကျွန်တော်တို့သွားတွေနဲ့လာတာ။သွားတွေနဲ့လာတာ။နံပါတ်4အချက်ကတော့ကျွန်တော်တို့လေပင်အကျိတ်တွေရောင်းလာရင်လေပင်အကျိတ်တွေရောင်းနေတာလေပင်အကျိတ်တွေကြီးလာတယ်လေပင်အကျိတ်တွေတချို့နာတယ်တချို့ကတော့မနာဘူး။ဒါပေမဲ့လေပင်အကျိတ်ကြီးလာတော့ပိုသက်ဆိုင်နေပေါ့နော်။လေပင်အကျိတ်တွေအရန်ကြီးလာတယ်ဆိုရင်လေကျွန်တော်တို့ကဂရင်းကန်စာလို့သတ်မှတ်လို့ရတယ်။ နောက်တစ်ချက်ကတော့နောက်ဆုံးချက်ကတော့နံပါတ်5ချက်ဒါကတော့ကျွန်တော်တို့ကတရွေးမြူချရတာတော့ခက်လာမယ်တရွေးမြူချရင်အရန်နာတာမျိုးဖြစ်မယ်ဒါကတော့ဒီလက္ခဏာ5ချက်တွေ့ရင်တော့ကျွန်တော်တို့ကအကြမ်းမြင်အားဖြင့်ဒါဂရင်းကန်ဆာဖြစ်တယ်လို့ဒီ5ချက်လုံးတွေးမှာနော်တစ်ချက်ချင်းတွေးတစ်ချက်တစ်ချက်တွေးတာမဟုတ်ဘူးဒီ5ချက်လုံးအားလုံးစုံနေဆိုရင်ကျွန်တော်တို့ကဂရင်းကန်ဆာဖြစ်တယ်လို့အကြမ်းမြင်ပြောလို့ရတယ် ဒါပေမဲ့ဒါကကျွန်တော်တို့ကအတိအကျပြောလို့မရသေးဘူးတကယ်ကျွန်တော်တို့အတိအကျပြောလို့ရတဲ့စစ်ဆေးလို့ရတဲ့ဒီတက်လုပ်လို့ရတဲ့ test တွေရှိတယ်ဒါကတော့ကျွန်တော်တို့ကနံပါတ်1က BIOC ယူကြည့်ရတယ်အသားအစစစ်ဆေးပြီးမှကျွန်တော်တို့ကဒီဒီအနာကကင်ဆာလားဗာလဲဆိုတာပြောလို့ရတယ်အဲကျွန်တော်တို့ခုန၅ချက်ကတော့ကျွန်တော်တို့အကျဉ်းမြင်ပဲသုံးသက်လို့ရတယ်ကင်ဆာလို့တော့ကျွန်တော်တို့ဓာတ်ရိုက်မပြောနိုင်ဘူးဒါပေမဲ့ ဖြစ်နိုင်ခြေရှိတယ်လို့တော့မှန်းလို့ရတယ်။အဲ့တော့ခုနကကျွန်တော်အခုပြောတယ်ဒီ detest လုပ်လို့ရတဲ့ test မှာဆိုတော့အကောင်းဆုံးကတော့ကျွန်တော်တို့ biopsy စစ်ကြည့်တာအကောင်းဆုံးပဲ။အသားအဆဆစ်လိုက်တဲ့အချိန်မှာကျွန်တော်က cancer ဟုတ်မဟုတ်သိလို့ရတယ်။နောက်ထပ်နံပါတ်2အချက်ကတော့ကျွန်တော်တို့က CT scan နဲ့ရိုက်ပြီးတယ်ကျွန်တော်တို့ကကြည့်လို့ရတယ်။နောက်ထပ်နံပါတ်3အချက်ကတော့ကျွန်တော်တို့က X-ray ဓာတ်မှန်နဲ့လည်းစစ်လို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ကဓာတ်မှန်ကအတိအကျကျွန်တော်တို့အရင်အတိအကျအနေနဲ့တော့ သူက confirm မဖြစ်ဘူးပေါ့အဲ့တော့ဒီ green cancer မှာကျွန်တော်တို့ကအဆင့်နေသတ်မှတ်ထားရတယ်အဆင့်လေးတွေပေါ့နော်ကျွန်တော်က stage 1 stage 2 stage 3 stage 4ဆိုပြီးတော့သတ်မှတ်ထားရတယ် stage 4ကတော့ဒါအဆင့်အမြင့်ဆုံးပဲပေါ့အဲ့တော့ stage 1ကကျွန်တော်တို့ကဘယ်လိုပုံစံမျိုးတွေ့ရမှာလဲပေါ့ဘယ်လိုပုံစံမျိုးလဲဆိုတော့ stage 1ကကျွန်တော်တို့က ကျွန်တော်ဟိုးအရှိမှကျွန်တော်ဗီဒီယိုမှာပြောခဲ့မှုတယ် grain cancer အကျိုးအဆင့်နဲ့သူကသွားတူတယ်အဲ့မှာကျွန်တော်တို့အဖြူကွက်တွေ့မယ်ဒါကိုကျွန်တော်တို့ကအင်္ဂလိပ်လို leukoplakia လို့ခေါ်တယ်ပြီးတော့အနီးကွက်တွေ့တယ်ဆိုရင်ကျွန်တော်တို့က erythroplakia လို့ခေါ်တယ်ပြီးရင်ကျွန်တော်တို့ကအဖြူကွက်အနီးကွက်ရောတာဆိုရင်တော့ erythroleukoplakia လို့ခေါ်တယ်ဒါကျွန်တော်အရှိကျွန်တော် cancer အကျိုးလက္ခဏာဗီဒီယိုမှာကျွန်တော်ပြောပြခဲ့မှုတယ်အဲကျွန်တော်အခု description မှာလည်းထည့်ပေးနိုင်မယ်ဒီဗီဒီယိုရဲ့အောက်မှာပေါ့နော် အဲ့ဒါလေးလည်းပြန်ပြီးတော့နားထောင်ကြည့်လိုက်ဒါတော်တော်လေးဒီကင်ဆာအကြောင်းကိုတော်တော်လေးနားလည်သွားလိမ့်မယ်ခင်ဗျအဲ့တော့ဒါကတော့ကျွန်တော်တို့ကဒီကင်ဆာအကျိုးနဲ့ဒီ stage 1ကလက္ခဏာတော်တော်ကြီးစဉ်းသူတယ်အဲ့မှာကျွန်တော်တို့ကဒီကင်ဆာဒီဒီကျွန်တော်တို့ဒီ stage 1ရဲ့ဒီကင်ဆာအကျိုးရဲ့ထူးခြားချက်ကကျွန်တော်တို့ကနှစ်ပတ်အထက်ကျွန်တော်တို့ကအနာမကျက်ဘူးဒါကိုကျွန်တော်တို့က stage 1လို့ခေါ်တယ် အဲ့တော့ကျွန်တော်ဟိုဟိုဒီကတော့ကျွန်내အကျမ်းမြင့်မဲ့ပြောလိုက်မယ်ဟိုနည်းနည်းရှုပ်သွားမှာဆိုလို့ပေါ့နော်အဓိကကျွန်တော်တို့ကဒီဘဟုတုတရရင်ကျွန်တော်ခြေနဲ့ပြီပေါ့အဓိကလောကဒီသေးကြီးအကုန်တီးရမယ်တော့မဟုတ်ဘောနော်အဓိကဒီကန်ဆာဟိုဘက်ဂရင်းကန်ဆာအကြောင်းလေးကိုအကျမ်းမြင့်လေးဒါဟိုဆရာဝန်တွေပြောအကျမ်းမြင့်တိထားတယ်ဆိုရင်ကိုလဲဒါဒါတော့အသုံးချလို့ရတာပေါ့အကျမ်းမြင့်လေးအဲ့တော့ state 2နဲ့3ကတော့ကျွန်တော်တို့ကဒီဒီ ျွန်တော်တို့ဖြစ်တဲ့အနာကပို့ပြီးတော့နက်လာတယ်နက်လာတယ်အာယုံကျော်အထိထိလာပြီထိလာတော့သူကဘလို့လက္ခဏာမျိုးလက္ခဏာအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကမေယိုတချမ်းထုံတာနှက်ခမ်းတချမ်းထုံတာရှာတချမ်းထုံတာမျိုးတွေဖြစ်နိုင်တယ်တချို့လက္ခဏာမပြတဲ့လက္ခဏာမပြတဲ့ကျွန်တော်ကန်ဆာအနာမျိုးဒီဂရင်းကန်ဆာအနာမျိုးဆိုရင် ကျွန်တော်တို့ဒီဝါတဲ့ကျွန်တော်တို့ဒီစားတဲ့ဒီမာဆယ်ကြွက်သားအထိပေါ့နော်ပစောင်းကြွက်သားကိုကျွန်တော်တို့ထိသွားပြီးတော့ပါဇက်ဟာတာတနေ့လေးအခက်အခဲရှိတာတဲ့မျိုးတွေဖြစ်တတ်တယ်။ဒါကကျွန်တော်တို့က stage 2နဲ့3ရဲ့လက္ခဏာတွေမှာပါတယ်။အဲ့တော့ကျွန်တော်တို့ဒီအပြင်ပိုင်းအကျဉ်းမြင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီဟိုပေါ့နှာခမ်းတွေထုံလာမယ်ရှာတွေထုံလာမယ် မျက်နာဒီဒီအောက်တချမ်းထုံတာမျိုးတွေဖြစ်လာမယ်နောက်တစ်ခုကတချို့ကတော့အကျိတ်လေးတွေနည်းနည်းလေးရောင်တာမျိုးတွေစတွေ့ရပြီဒီအဆင့်မှာပြီးတော့တချို့အတန်လေးတွေနည်းနည်းပြောင်းလာတယ်ဒါကတော့ stage 2နဲ့ stage 3ရဲ့ဒါထူးခြားချက်လေးပေါ့နော်အဲ့တော့ stage 4 stage 4ကတော့ဒီဖြစ်တဲ့အနာကကျွန်တော်တို့ကပိုပြီးတော့နက်လာပြီအခုနကပြောတဲ့အဆင့်တွေပါလာပြီကျွန်တော်တို့ဒီ မေဟိုမေယိုးထုံတာ၄ပြီးတော့အောက်မေယိုးထုံတာဒါမှမဟုတ်အပေါ်မေယိုးထုံတာထုံတာ၄ဖြစ်လာမယ်ပြီးရင်ကျွန်တော်တို့နှာခမ်းတွေထုံတာရှားတွေထုံတာအပြင်မျက်နှာကကျွန်တော်တို့ deformity ဆိုတာဖြစ်သွားပြီးပုံနေနေပြက်လာပြီဘာဖြစ်လို့လဲဆိုတော့အနာကပိုကြီးလာတာဟုတ်အဲ့တော့အဲ့လားအပြင်ကျွန်တော်တို့ကဒီကျွန်တော်တို့ပစောင်းမာဆယ်တွေပါကျွန်တော်တို့ကပစောင်းကြွက်သားတွေပါ ထိခိုက်ပျက်စီးတဲ့အတွက် ူကဗဇက်ဟလို့မရတဲ့အစင်မှာဖြစ်လာတယ်။ဒါကိုကျွန်တော်တို့က lock jaw လို့လည်းလို့သုံးလုံးနေ။ဒါကတော့ကျွန်တော်တို့ကဒီ state 4ပေါ့နော်။ state 4မှာကျွန်တော်တို့ကထူးခြားချက်ကတစ်ခါတလေကျွန်တော်တို့ဒီရဲ့ green cancer ရဲ့အနာကကျွန်တော်တို့က metastasis လို့ခေါ်တဲ့ကျွန်တော်တို့ကတခြားခန္ဓာကိုယ်ရဲ့ကျွန်တော်တို့ကလီစာကိုပြန့်နှံ့သွားတယ်။အများစုပြန့်နှံ့တာတော့ကျွန်တော်တို့ကအဆုတ်ကိုပြန့်နှံ့တတ်တယ်။အသေးကိုပြန့်နှံ့တတ်တယ် ဒါတတိထားမှာတတိထားမယ်အချက်ပဲပေါ့နော်ဒီ stage 4ကအရေးကြီးဆုံးပဲ stage 4ကတော့ကျွန်တော်တို့ကဒီမျက်နှာပိုင်းဆိုင်ရာမှာကျွန်တော် deformity ပုံပြတ်တာတွေပါတယ်စဖြစ်လာပြီးတချို့ပါပေါက်တာအထိတော့ဖြစ်တယ်အဲတချို့ကြတော့ကျွန်တော်တို့ကဒီဒါအပြင်လေပင်ဒီအကျိတ်တွေကကြီးလာပြီးပူပြီးရောင်လာပြီးဒါမျိုးတွေဖြစ်တယ်တခြားလက္ခဏာတွေမှာကျွန်တော်အတန်ကြီးပြောင်းလာမယ်အတန်ကြီးအောလာမယ်ပြီးရင် အစာမစားနိုင်ဘူးအဲ့တော့အလိုလျောက်ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်ရဲ့ weight ကြီးကျလာတယ်ဒါကတော့ကျွန်တော်တို့ဒီ green cancer ရဲ့အခြားလက္ခဏာတွေမှာပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ state 2 3 4ပေါ့နော်ဒီအဆင့်နေနဲ့တကယ်ဆိုကျွန်တော်တို့ကဒီကျွန်တော်တို့ဒီမှာဒါကတော့ဟိုနားဟိုနားလည်အောင်ကျွန်တော်ကဒီဟိုဖြစ်တဲ့အကြောင်းလေးတွေကိုကျွန်တော်အရင်ပြောပြသွားတာပေါ့နော်တခြားကျွန်တော်တို့ဒီ staging နေနဲ့ကျွန်တော်တို့ခွဲတာရှိသေးတယ် ဒါအရင်ကြီးကျွန်တော်တို့ဒီသေးသိเสียမလို့ဘောเนาะကျွန်တော်ဒီဘက်ကဒီကျွန်တော်ဆရာဝန်တွေဘက်ကတော့ကျွန်တော်တို့ကဒီ TN station เนี่ยအဓိကကြည်တာများတယ်အဲ့တော့ဒါအကြမ်းမြင့်မဲ့မှတ်ပေါ့ရပါတယ်အရင်ကြီးကိုအတိကြာကြီးတော့ဟိုဟိုဒီသေးကြီးမှတ်เสียမလို့ပါဘူးအဲ့တော့ကျွန်တော်တို့ကတီဆိုတာ ကျွန်တော်တို့ကကျူမာကျူမာဆိုတာဒီကန်ဆာအနာကိုပြောတာပေါ့เนาะဟို M ဆိုတာကျွန်တော်တို့က lymph node လို့ခေါ်တယ်ဒီအကျိတ်ပေါ့ level အကျိတ်ပေါ့เนาะဒါကိုပဲအကြမ်းမြင့်တီထားရတယ် M ကတော့ကျွန်တော်တို့က metastatic metastatic ကတော့ကျွန်တော်တို့ကတခြားကလီစာကိုသွင်းကလီစာကိုပြန်လာမပြန်လာဒါသိရင်ရပြီပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာ T1 T မှာဆိုရင်ကျွန်တော်တို့က T1 T2 T3 T4 ကြီး T4 ဘီဆိုပြီးရှိသေးတယ်အဲ့တော့ T1 ဆိုရင်ကျွန်တော်တို့ကဒါရှိနေပြီကန်ဆာအနာအဲကျွန်တော်တို့2 cm ဒါအနာနော်အနာကိုကျွန်တော်တို့က2စင်တီမီတာအောက်ဆိုရင်ကျွန်တော်တို့က T1 လို့သတ်မှတ်တယ် T2 ဆိုရင်တော့ကျွန်တော်တို့က2စင်တီမီတာနဲ့4စင်တီမီတာကြာ T3 ဆိုရင်တော့ကျွန်တော်တို့က4စင်တီမီတာအထက်အဲဒါမျိုးလေးပေါ့ဒါမျိုးလေးသိထားရပြီပြီးမှ T4 ကြီး T4 ကြီးဆိုတာလည်းရှိသေးတယ် T4 ကြီး T4 ကြီးဆိုတော့ကျွန်တော်တို့ကဒီ4စင်တီမီတာအထက်နဲ့တော့ဘာလို့ကွဲဝါးသေးလဲဆိုတော့ကျွန်တော်ဒီအာယုံကြောပါတာတွေ ဒီ level အကျိတ်ဟိုကျွန်တော်တို့ဒီအာယုံကြောပြန့်နေတာတွေပြီးတော့အယိုးတွေပါတာတွေဒီပုံမှာမူတည်ပြီးကျွန်တော်တို့ထက်ခွဲလို့ရသေးတယ်ဒါတော့အကျဉ်းလောက်မှတ်ထားရပါတယ်နောက်ထပ်တစ်ခုကကျွန်တော်တို့က m m မှာမှကျွန်တော်တို့က n0 ဆိုရင်တော့ဒါမရှိဘူးပေါ့ m1 ဆိုရင်တော့ကျွန်တော်တို့က3 cm out ဒီ level အကျိတ်က3 cm out ရှိရဆိုရင်ဒါ m1 လို့သတ်မှတ်တယ် m2 ကတော့ကျွန်တော်တို့က3 cm နဲ့ 6 cm ကြာ n3 ကတော့ကျွန်တော်တို့က6 cm အထက်ဆိုပြီးတော့ဒါတက်မှတ်ထားတာဗောနော်အဲပြီးတော့ m m မှာမှကျွန်တော်တို့က m မှာမှာ m နှခုံး m နော် m နှခုံး m မှာမှာကျွန်တော်တို့က metastatic ခေါ်တာဗောဒါပြက်နေတခြားရဲ့အသွင်းကလေးစာကိုပြက်နေတာကတော့ရှင်းနေကျွန်တော်တို့က m0 နဲ့ n1 ဆိုပြီးခွဲ m0 ဆိုရင်တော့မရှိဘူးဗော n1 ဆိုရင်တော့ကျွန်တော်တို့က metastatic လို့ခေါ်တယ်ကျွန်တော်တို့ကတခြား ခန္ဓာကိုယ်အသွင်းကလီတာကိုပြန့်နှံ့သွားပြီလို့ယူဆတယ်ကျွန်တော်ဒါလေးကိုဇာတ်လေးနဲ့တော့ပြထားပေးတယ်ရတယ်ကျွန်တော်အကြမ်းမြင်တော့ကျွန်တော်မှတ်မိရင်ရပါပြီเนาะအဲ့တော့ကျွန်တော်တို့ကဒီ TNN စိတ်ခြင်းနဲ့ဒါကတော့ကျွန်တော်တို့ဆရာဝန်ဘက်ကအသေးစိတ်ခွဲခြားတဲ့ပုံစံပေါ့เนาะတတ်မှတ်တဲ့ပုံစံပေါ့အဲ့တော့ကျွန်တော်တို့ကဒီကန်ဆာတွေဆိုရင်ဘယ်လိုကုလဲဘယ်လိုကုလဲပေါ့เนาะဘယ်လိုကုလဲဆိုတော့ကန်ဆာရဲ့ထုံးစံကုတဲ့ ပုံစံကတော့ကျွန်တော်တို့ကစာကြည့်ကဲထုံးစံရကျွန်တော်တို့ကခွဲစိတ်ရတယ်ပြီးရင်ကျွန်တော်တို့က radiation ဆိုတာဓာတ်ရောင်ကြီးပေးတယ် chemotherapy ပေးတယ် immunotherapy ပေးတယ်ဒီ၄မျိုးပဲဒါဘယ်ကင်ဆာပဲမဆိုဒီ၄မျိုးကပြည့်မလို့ဘူးဒီဟာနေတယ်ပဲခုရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကရင်းကင်ဆာမှာလည်းဒီပုံစံပဲကျွန်တော်ခုပြီဆိုရင် surgery ကကျွန်တော်တို့ကအရင်ဆုံးဝင်ရတယ်အဲ့အမမာသူကကျွန်တော်တို့အခေါ်ဝေါ်လေးတွေတော့နည်းနည်းကွဲသွားတာပေါ့။ဥမာတန်ရှာကိုကျွန်တော်တို့ကရှာကန်ဆာဆိုရင်ကျွန်တော်တို့က glossectomy လို့ခေါ်တယ်ရှာကိုနည်းနည်းလေးကျွန်တော်တို့ကျွန်တော်တို့ဖြစ်တဲ့အပိုင်းကိုဖယ်ထုတ်ရတာပေါ့ဒါကို glossectomy လို့ခေါ်တယ်အဲတကယ်လို့ကျွန်တော်တို့ကဒီမေယိုးအပိုင်းအပေါ်မေယိုးအပိုင်းကိုဖယ်ထုတ်ရတယ်ဆိုရင်တော့ကျွန်တော်တို့က mesolectomy လို့ခေါ်တယ်တကယ်လို့အောက်မေယိုးအပိုင်းမှာဖယ်ထုတ်ရတာမျိုးရှိရင်တော့ mandibulectomy လို့ခေါ်တာပေါ့ဒါကတော့ကျွန်တော်တို့ကဒီခွဲစိတ်တဲ့အပိုင်းနေပေါ့ဒါအပြင်ကျွန်တော်တို့ကခွဲစိတ်ပြီးရင်ကျွန်တော်တို့က reconstruction လို့ခေါ်တယ်ပြန်လည်တည်ဆောက်တဲ့အပိုင်းနေပါတယ်။ reconstruction ဆိုတာကကျွန်တော်တို့က ဥပမာကျွန်တော်တို့ရဲ့ဖယ်ထုတ်လိုက်ရတဲ့ area tissue များရင်ကျွန်တော်တို့မှာရှာ glossectomy ရှာကိုဒီကျွန်တော်တို့ဒီဖြစ်တဲ့အနာကိုဖယ်ထုတ်ရတဲ့အပိုင်းတွေများရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့အရေးပြားဒါမှမဟုတ် tissue ကိုပြန်ယူပြီးတော့အဲ့မှာပြန်ထည့်ပေးရတာမျိုးရှိတယ်ဒါကို reconstruction လို့ခေါ်တာပေါ့ပြန်ပြီးတော့ပြီးရင်တချို့မေယိုးတွေမှာကျွန်တော်တို့အစားထိုးပေးရတာလည်းရှိတတ်တယ်ဒါကတော့ကျွန်တော်တို့ကဒီ surgery အပိုင်း surgery အပိုင်းပြီးရင်ဒီ surgery က ျွန်တော်တို့ဒီ surgery တစ်ခုလည်းလုပ်လို့မရအောင် surgery ရဲ့ reconstruction နောက်တစ်ခုကကျွန်တော် net dissection ဆိုတာကျွန်တော်တို့ကဒီ labeling အကျိတ်တွေဖယ်ထုတ်ရတာဒီပါရတယ်ဒီ cancer တွေကိုရင် labeling အကျိတ်ကအဓိကဖယ်ထုတ်ရတယ်ပြီးတော့ကျွန်တော်တို့ခုနပြောတယ် radiation therapy ဆိုတာကျွန်တော်တို့ဓာတ်ရောင်ကြီးကုတာပါတယ် chemotherapy ဆိုတာကျွန်တော်တို့က cancer ဆေးသွင်းရတာဒီပါတာပေါ့နောက်ဆုံးကတော့ကျွန်တော်တို့ကအားလုံးပြီးပြီဆိုရင်တော့ ကျွန်တော်က immunotherapy သူ့ကို biological therapy လို့လည်းခေါ်တယ်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကိုပြန်မြင့်အောင်လုပ်ပေးရတာဒါကတော့ကျွန်တော်တို့ဒါကုတဲ့ပုံစံပေါ့နော်အဲ့တော့ကျွန်တော်တို့ကအသက်ရှင်နှုန်းဒီ gland cancer ဖြစ်ပြီဆိုရင်အသက်ရှင်နှုန်းအသက်ရှင်နှုန်းကတော့ကျွန်တော်တို့က5 year survival rate နဲ့သတ်မှတ်တာပေါ့5 year survival rate ဆိုတာ9နှစ်အတွင်းအသက်ရှင်နှုန်းနဲ့သတ်မှတ်ရင်တော့ ကန်ဆာရဲ့အနေထားပေါ်တော့ကျွန်တော်တို့မူတည်လေးလေကျွန်တော်ပုံမှန်ကတော့ကျွန်တော်တို့63ရာခိုင်နှုန်းကအသက်ရှင်နေဒါပေမဲ့ကန်ဆာရဲ့ကျွန်တော်တို့ဒီ metastasis ကျွန်တော်တို့ဒီဘယ်လောက်ထိပြန်သွားတာလဲဘယ်လောက်ထိအရိုးတွေပျက်စီးသွားတာလဲမေးရိုးတွေပျက်စီးသွားတယ်ဒါမျိုးတွေပေါ်မူတည်ပြီးတော့တော့ကျွန်တော်တို့ကအသက်ရှင်နှုန်းကကွာသွားတာမျိုးရှိတယ်ဒါကတော့ကျွန်တော်တို့က prognosis ပေါ့အဲ့တော့ကျွန်တော်တို့ကဆော့ဆော့ကုနိုင်လေကျွန်တော်တို့ကောင်းနေပဲပေါ့ state 1 state 2 state 3လောက်မှာကောင်းကောင်းတေချာကုထားရင်ပိုကောင်းတာပေါ့ state 4ဆိုရင်တော့နည်းနည်းလေးပိုပြီးတော့ပြင်းထန်သွားတယ်ဆိုတော့ကျွန်တော်တို့ကဟိုလူနာလဲပိုပြီးတော့ပိုခံစားရတာပေါ့နားလဲနားအဲ့တော့ကျွန်တော်တို့ကန်ဆာကိုဘယ်လိုကာကွယ်ကြမလဲဂရင်းကန်ဆာကို ဒါကတော့ကျွန်တော်တို့စလိတ်ကွန်အရက်တောင်းရင်တောင်းရင်ရှောင်ဖြတ်ပေါ့အဲတော်တော်များတော့ဒီလိုပဲပြောရတာပေါ့နော်ကျွန်တော်တို့ဒီ healthy diet စားတောက်နေထိုင်တဲ့ပုံစံစားတောက်တဲ့ပုံစံပေါ့နော်ကျွန်တော်က healthy lifestyle လေးပြောင်းနိုင်ရင်ပိုကောင်းတယ်ပိုကောင်းတယ်ပိုကောင်းတယ်ဆိုတာကျွန်တော်တို့အစားအသောက်ပိုင်းမှာဆိုရင်အသီးအရွယ်များများစားတာအသီးအရွယ်များများစားတာ ဗိုက်တာမင်ပြည့်ဝတဲ့အစားအသောက်တွေစားတာဒါမျိုးတွေပေါ့အစီစိတ်တွေအချိုတွေရှော့စားတာအဲဒါမျိုးတွေဆိုရင်ဒါကကျွန်တော်တို့ကဒါ healthy diet ထဲမှာပါတယ်နောက်တစ်ခုကကျွန်တော်တို့က exercise ရလဲပါသေးတယ်ကျွန်တော်ပုံမှန်ကျန်းမာရေးလေ့ကျင့်ခန်းနေသေချာလုပ်ရင်လည်းဒီ green cancer တွေမဖြစ်အောင် green cancer အဖြစ်တခြား cancer ပါမဖြစ်အောင်ကြိုတင်ကာကွယ်လို့ရတယ်အဲ့တော့အခု green cancer အကြောင်းလေးကနေပြီးတော့ဒီကကြည့်နေတဲ့ mix တွေတို့ အကျိုးကျေးဇူးတစ်စုံတရာရရှိသွားမယ်လို့ညွှန်လင်းပါတယ်။အကျိုးကျေးဇူးတစ်စုံတရာရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးရဲ့အောက်မှာ yes လို့မှန်းခဲ့ပေးပါအောင်ခင်ဗျာ။ကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာ။မင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ။